ရေသူမာလီရဲ့ခြေပုံပြင်တခါတော့ကပင်လယ်ပင်ကြီးထဲမှာပင်လယ်ပင်ရေသူထီးကြီးဟာသူ့ရဲ့မိခင်ကြီးရဲ့သူ့သမီး6ယောက်ရဲ့နဲ့အတူနေထိုင်တဲ့တနေ့တော့သူ့ရဲ့ပြစ်စမမျိုးသမီးတော်ဖြစ်တဲ့မာယာအတွက်ဆက်ရှိနှစ်ပြည့်မွေးနေ့ကျင်းပပေးတာပေါ့မွေးနေ့ပြီးတော့မာယာကိုလူပြီလူရောက်ကိုတွားပြီးဂုံမြေကြီးဘော်ကအလှပကိုလေးလာဖို့ခွင့်ပြုလိုက်တဲ့အဲဒီချိန်မှာဘယင်ကြီးရဲ့အခြေဆုံးသမီးတော်ဖြစ်တဲ့အငယ်ဆုံးရေသူမာလေးဤပါဟာ သူမလည်းမာယာနဲ့အတူလူပြည်ကို လိုက်သွားခြင်းကြောင့်ဖခင်ကြီးကိုခွန်တောင်းတာပေါ့ခမဲတော်တမီးလည်းမာယာနဲ့အတူ လူပြည်ကိုလိုက်သွားခြင်း ਨੇ မရဘူးဤပါမင်းအသက်ဆက်ရှင်နေပြီမှာအဖေခွန်ပြုပဲဤပါလေးအဲစကားကိုကြားတော့စိတ်ပြက်လက်ပြက်နဲ့သူမရဲ့အခန်းစီကို ပြန်သွားတော်တာပေါ့သူမလည်းအခန်းကိုပြန်ရောက်တော့သူမရဲ့တငယ်ချင်းကနန်းလေးကို သူမလူပြည်လူရော်ကိုသွားခြင်းတဲ့အကြောင်းကိုပြောပြပါဗါးဤပါမင်းမပူပါနဲ့ ဆက်ရှိနေပြေးဖို့တနစ်ပဲလိုတော့တဲ့ဟာကိုတနစ်ဆိုတာဟာစိတ်ရှည်ရှည်နဲ့စောင့်လိုက်ရင်ဘလောက်မှကြားတဲ့အချိန်မဟုတ်ပါဘူးဤပါလေးလည်းအဲစကားကိုကြားတော့အားတက်သွားခဲ့ပြီသူမတင်ငယ်ချင်းခဏလေးရှူဝါနဲ့အတူပျော်ပျော်ပါပါသွားဆော်ကစားပါတော့လေတကယ်တော့ဤပါဟာသူမအဖွားဖြစ်သူကိုလူသားတွေအကြောင်းကိုမေးမြန်းတော့တယ်ဖွားဖွားလူသားတွေကတမီးတို့နဲ့တူသလားယင်ဘလူဘူးငါမီးရဲ့တို့မှချင်းအကြောင်းရှိတယ်တို့မှမရှိဘူးလေ ပြီးတော့သူတို့ကအသက်100အထိပဲနေနိုင်ကြတယ်။အဖွားတို့ကတော့အသက်300အထိနေနိုင်ကြသလိုတည်ဆုံသွားတဲ့အခါကျရင်လည်းရေမျိုးလေးအဖြစ်နဲ့ပျောက်ကွယ်သွားရတယ်။ဒါပေမဲ့အဖွားတို့ရေသူမတွေဟာအသက်ရှင်ရှင်မှကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ရင်တည်ဆုံသွားတဲ့အခါမှာလေနဲ့သမီးလေးတွေဟာအဖွားရဲ့ဝိညာဉ်ကိုနတ်ပြည်စီကိုခေါ်သွားပေးပြီးနတ်သမီးဖြစ်စေရလေ။ဒါကြောင့်မို့သမီးလေးကောင်းမှုကုသိုလ်များများလုပ်ရမယ်နော်။အခုတော့အိတ်လိုက်တော့ ။ဤပါလီလည်းသူ့မအဖွားရဲ့စကားကိုနားထောင်ပြီးအိပ်ပျော်သွားတော့တာပေါ့။လီလွန်းနဲ့တရက်တော့ဤပါလီရဲ့၁၈နှစ်ပြည့်မွေးနေ့ရောက်လာခဲ့ပြီးသူ့မရဲ့အမတော်ဒီနဲ့ဖခင်ဘရင်ကြီးဟာသူ့မအတွက်မွေးနေ့ဆုတောင်းပေးကြတာပေါ့။ဤပါလီလည်းအသက်၁၈နှစ်ပြည့်ခဲ့ပြီးမှလူပြည်ကိုသွားရတော့မှဖြစ်တာကြောင့်အယံကိုပြောနေရှာတယ်။ခမဲတော်မွေးနေ့လည်းပြီးပြီဆိုတော့သမီးကိုလူပြည်ကိုသွားကုန်ပေးပါတော့။ဘရင်ကြီးလည်းသူ့အချစ်အရဆုံးသမီးတော်လေးကိုလူပြည်ဟာအနေနဲ့အယမ်းများတာကြောင့် မလွတ်လိုက်ခြင်းပေမဲ့ဂတိပေးထားပြီးဖြစ်တာမို့လွတ်ပြီးလိုက်ရတော့တာပေါ့။သူကဤပါလေးမသွားခင်မှာသူမရဲ့တငယ်ချင်းခဏလေးရှူဝါကိုတခုမှလိုက်ပါတယ်။ရှူဝါကြီးဤပါလေးကိုကုန်းကုန်းဆောင်းဆောင်းထားပြီးတော့ညနေဆောင်လို့မှသူမဒီကိုပြန်မရောက်ခင်မိ ਉ ငါခဏမှဆလာလှုပ်ရှားပြင်မယ်။ခဏလေးရှူဝါလည်းကြောက်ကြောက်နဲ့ဘရင်ကြီးကိုသူပြန်ခေါ်လာပါမယ်။ဘာညာနဲ့အာမခံချက်တွေပေးရတော့တာပေါ့။ဒီလိုနဲ့သူတို့တွေလူပီကိုထွက်ခွာလာခဲ့ကြပြီ။သူတို့တွေသွားရင်းနဲ့ တင်မော်ဒစီပေါ်မှာအင်မတန်ချောမောလှပတဲ့မင်းသားလေးတစ်ပါးရှိနေတယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။နောက်ပြီးတော့မင်းသားလေးဟာသူမရဲ့အယုတ်ကလေးနဲ့အယမ်းကိုဆင်တူနေတာကြောင့်အီဘာလေးဟာပို့ပြီးတော့အာယုံဆိုင်မိနေတာပေါ့။ဒီလိုနဲ့ခဏအကြာတော့ပင်လယ်ပြင်မှာမုန်တိုင်းတစ်ခုထွက်ပေါ်လာခဲ့ပြီးမင်းသားလေးတို့စီးနင်းလာတဲ့တင်မော်ကြီးကိုတိုက်စားသွားပါတော့တယ်။ဒါနဲ့ပဲရေသူမလေးအီဘာဟာမင်းသားလေးကိုမြင်မြန်သွားခဲ့ပြီးဘေးလွေရာမှာထားပေးလိုက်တာပေါ့ သူမမင်းသားလေးသတိပြန်လဲလာတဲ့အထိစောင့်ပေးကြည့်မိမဲ့သူမတို့နားလေးကိုလူတွေရောက်လာတာကိုခံစားမိလိုက်တာကြောင့်သူမရဲ့ရေသူမအုံကိုမြင်သွားမှစိုးတာပေါ့၊ကွယ်ရာမှာသွားပုံနေရပါတော့တယ်။သူတို့နားကိုချင်းကလာတဲ့သူတွေဟာကောင်မလေးတွေဖြစ်နေပြီးကောင်မလေးတွေဟာသတိလိနေတဲ့မင်းသားလေးအနာကိုရောက်လာကြတာပေါ့။ခဏကြာတော့မင်းသားလေးဟာပြန်နိုးလာခဲ့ပြီးသူ့ဘေးနားမှာရှိနေတဲ့မိန်းကလေးဟာသူ့ကိုကယ်တင်ပေးခဲ့တာလို့အထင်လွဲသွားပါတော့တယ်။ရွေးပါလေးကလည်း ။ဤပါရေးမင်းကြည့်လိုက်အောင်။မင်းကမင်းသားလေးကိုကယ်ပြီးလိုက်ပြီမဲ့။ဟိုကောင်မလေးကပဲအခွန်လို့ရသွားပြီ။ရပါရေးဟာ။ငါမင်းသားလေးအသက်ရှင်တာကိုမြင်ရတာနဲ့နင်ကြည်နက်ပါလေ။တကယ်တော့ဤပါလေးဟာအနှဲငယ်စိတ်မကောင်းဖြစ်နေခဲ့တာပါ။အိမ်မြန်ရောက်တော့သူမကမင်းသားလေးကိုမခွဲနိုင်မခွာနိုင်အောင်ချင်းမိသွားပြီဆိုတာကိုနားလေလိုက်ပြီ။သူမလူသားတယောက်ဖြစ်လာနိုင်မဲ့နီးလန်းကိုတီထားရင်ပြောပြပေးဖို့ရွှေဝါလေးကိုတောင်းဆိုတာပေါ့ရွှေဝါလေးကလည်း နီလန်တခုတော့ရှိပေမဲ့ဘရင်ကြီးကိုကြောက်တာမို့မပြောရဲဘူးဖြစ်နေလေရဲ့ရှူဝကြောက်ပါနဲ့ခမဲတော်မင်းကိုဘာမှမလုပ်စီရဘူးလို့ငါတာဝန်ယူပါလေဒီလိုဟာငါကပြောမယ်နီလန်ကတော်တော်လေးတော့အနေရများတယ်ဒါပေမဲ့မင်းကိုလူသားတယောက်ဖြစ်လာစီနိုင်တယ်မင်းတို့အနေရများတာမို့မင်းပြန်စင်းစားပါဦးပြောမှသာပြောပါရှူဝရငါမင်းသားလေးကိုနောက်တစ်ချိန်ထပ်တွေးကိုရဖို့အတွက်ဆိုဘာမှစိုးပြီးဆက်နိုင်နေအေး ငါတို့နဲ့မလက်မကန့်လောက်မှအဆုံးမတရားရှိတယ်။ဒီမကြီးမမင်းကိုလူသားဖြစ်ပြောင်းပေးနိုင်လောက်တဲ့မော်ဆေးကြီးရှိလောက်တယ်။ဒီလိုနဲ့ပဲသူမတို့တင်ငယ်ချင်းနှစ်ယောက်သားဆုံးမကြီးစီကို ထွက်ခွာလာခဲ့ကြတယ်။အဲဒီချိန်မှာဆုံးမကြီးရဲ့မော်ဆက်လုံးထဲမှာဘင်းလဲနှစ်ဖက်မှာပေါ်လာခဲ့ပြီးဤပါဆိုတဲ့ကလေးမလေးဟာဘင်းလဲပြင်မှာရှိတဲ့အတ္တဝါးကြီးအားလုံးထဲမှာစိတ်ထားအလှပဆုံးဖြစ်ပြီးသူမတေဆုံးသွားခဲ့ရင်နှစ်သမီးတစ်ပါးဖြစ်လာမှဖြစ်တဲ့အပြင်ကို သူမနဲ့တပီးတပါဖြစ်လာခြင်းဟာမကောင်းမှုတွေကိုဘဝတစ်ချောင်းလုံးလှုပ်ဆောင်လာတဲ့ဆုံးမကြီးရဲ့နေဝင်ချိန်ကိုလည်းရောက်လာမှာဖြစ်ကြောင်းသတိပေးသွားခဲ့ပါတယ်။ဒီလိုနဲ့အသက်ဆုံးရှုံးရမှာကိုကြောက်တဲ့ဆုံးမကြီးဟာဤပါလိနဲ့တပီးတပါလုံးဝဖြစ်မလာစေရဘူးလို့ဆုံးဖြတ်ချက်ချလိုက်တော်တယ်။နောက်တော့သူမစီကိုရောက်လာတဲ့ဤပါလေးစီကအဖြစ်ပြက်အဆုံးကိုတိရပြီးမှကလေးမလေးမင်းကလူသားဖြစ်ချင်တာပေါ့အဲ့တော့တော့မင်းတန်ရတန်ကြီးကြီးကြီးမားမားပြန်ပြေးရလိမ့်မယ်နော်။ အဲ့လိုဆိုရင်တော့မင်းစိတ်ပြောင်းအောင်ပါလား။ဒီမှာဘဏ္ဍာခါပဲမိမိဤပါလေးကတော့စိတ်မပြောင်းခဲ့ပါဘူး။ကောင်းပြီလေ။ဒီမှာမော်စီဒီစည်းရီကိုတောက်လိုက်တာနဲ့မင်းရဲ့အတန်လှလာလေးဟာပျောက်ဆုံးသွားလိမ့်မယ်။တကယ်လို့မင်းသားလေးကသာမင်းကိုမြစ်တာစီမြစ်တာမှနဲ့ချစ်မြတ်နိုး။မင်းရဲ့အတန်လည်းပြန်ကောင်းလာမှာဖြစ်ပြီးလူသားအဖြစ်နဲ့တသက်လုံးနေတိုင်းကိုရမယ်။ဒါပေမဲ့မင်းသားလေးကမင်းကိုမချစ်ဘူးဆိုရင်တော့မင်းဟာရင်ခွဲနာကြပြီးတော့အသက်ဆုံးရှုံးရလိမ့်မယ်။ ဒီလိုနဲ့ပဲအီဘာလေးဟာမော်ဇေးရီကိုတောက်သုံးလိုက်ပြီးလူသားတယောက်ရဲ့ခြေထောက်ကိုရရှိလာခဲ့ပါတယ်။အဲဒီနောက်တော့သူမသတိလစ်သွားပြီးပြန်လည်သတိရလာချိန်မှာမင်းသားလေးရဲ့နန်းတော်လေးကိုရောက်ရှိနေခဲ့ပါတယ်။မင်းသားလေးကလည်းအယံကိုလှပလုံးနဲ့သူမကိုဖော်ဖော်ယူပြီးဆက်ဆံတာပေါ့။ဒါပေမဲ့အီဘာလေးကတော့မင်းသားလေးကိုဘာတခုမှ ပြန်ပြောလို့မရခဲ့ပါဘူး။နောက်နေရောက်တော့မင်းသားလေးနဲ့သူမတော်တော်လေးကိုခင်မင်းရင်းနှီးလာခဲ့ပါတယ်။ဒါပေမဲ့လည်းမင်းသားလေးတကယ်ချစ်တာ ူ့ကိုကဲတင်ပေးခဲ့တဲ့မိန်းကလေးဖြစ်ပြီးမင်းသားလေးတယောက်သူ့ကိုကဲတင်ပေးခဲ့တာဟာအီဘာလေးဖြစ်တယ်ဆိုတဲ့အမှန်တရားကိုတော့မသိနိုင်တော့ပါဘူးဒီလိုနဲ့မင်းသားလေးဟာလက်တက်တော်မှာဖြစ်တာကြောင့်အီဘာလေးဟာဝမ်းနေပြီးတော့အဝေးကိုထွက်သွားပါတော့တယ်မင်းသားလေးဟာသူ့မကိုမချစ်တာမို့သူ့မမကြခင်မှာပဲအသက်ဆုံးရှုံးရတော့မှာပါအကြောင်းမဲ့ရွှေဝါလေးဟာအကြောင်းဆုံးကိုဘရင်ကြီးစီကိုသွားပြီးတော့ရှောက်တင်ပါတော့တယ်။ဘရင်ကြီးကတော့ချက်ချင်းပဲပင်လယ်နှစ်ဖျားမစီကိုသွားတွေ့ခဲ့ပြီး ။ဤဘရဲ့အမတော်တွေကလည်းသုံးမကြီးစီကိုတွားတွေးခဲ့ပြီးသူမရဲ့မော်စွမ်းတွေကိုပြန်လဲရုပ်သိမ်းပေးဖို့တောင်းဆိုကြပါရယ်။သူမတို့ကတောင်းတောင်းမမှန်နဲ့ပြောတော့သုံးမကြီးလည်းဘဝလီဟက်သွားပြီးမော်ဒါတက်လက်ကိုပေးလိုက်ပါရယ်။ကလေးမလေးဤဘရေသူမတယောက်အဖြစ်နဲ့အသက်ရှင်နေနေဆိုရင်ဒီမော်ဒါနဲ့မင်းသားလေးအသက်ကိုသူမကိုယ်ရိုင်နှုတ်ရလိမ့်မယ်။တကယ်တော့ဆုံးမကြီးဟာတစ်ချိန်လုံးကောက်ကျစ်စွာနဲ့ကြံနေခဲ့တာဖြစ်ပြီးဤပါလေးသာမင်းသားလေးရဲ့အသက်ကိုနှုတ်ယူလိုက်မယ်ဆိုရင် သူမမှာစိတ်ထားကောင်းနေပျောက်ဆုံးသွားမှာဖြစ်ပြီးနတ်သမီးတစ်ပါးဖြစ်လာတော့မှာမဟုတ်ပါဘူး။ဒါကြောင့်မဲ့ဆုံးမကြီးဟာအခုလိုမျိုးအကွက်ချပြီးတော့ကြံစီထားခဲ့တာပဲဖြစ်ပါတယ်။အမတော်ရီနဲ့ဘယင်ကြီးလဲအီဘာလေးကိုလိုက်ရှာပြီးမော်ထားလေးကိုပြီးလိုက်ကြပြီးမဲ့အီဘာလေးဟာမင်းသားလေးကိုအင်မတန်ချစ်မြတ်နိုးတာကြောင့်မလုပ်ရခဲ့ပါဘူး။ဒါကြောင့်မဲ့အိပျော်နေတဲ့မင်းသားလေးကိုအနမ်းတပွန်ပေးခဲ့ပြီးနန်းတော်တွေကပြန်ထွက်လာခဲ့ပါတယ်။နောက်တော့သူမလည်းရေထဲကိုခုံချသွားခဲ့ပြီးညီကုန်းချုပ်ဖို့လုပ်ပါတယ်။ အဲ့ဒီချိန်မှာလီနဲ့သမီးတွေဟာထွက်ပေါ်လာခဲ့ပြီးဂျင်နာတက်တဲ့နှလုံးသားပိုင်ရှင်အီဘာလေးကိုနှစ်သမီးတစ်ပါးအဖြစ်ပြန်လည်အသက်သွင်းပေးခဲ့လိုက်ပြီးတော့နှစ်သမီးဖြစ်သွားတဲ့အီဘာလေးဟာနောက်ဘဝကျရင်လူသားတယောက်အဖြစ်ပြန်လည်မွေးဖွားလာနိုင်အောင်မလို့လေသူမတို့ဟာပြောပြနေခဲ့ပါတယ်ဒီလိုနဲ့ပဲအီဘာလေးဟာသူမရဲ့ဖာခမဲတော်နဲ့အမတော်တွေကိုနှုတ်ဆက်ရင်းနတ်ပြည်ကိုထွက်သွားပါတော့တယ်သူမရဲ့စိတ်ထဲမှာတော့မင်းသားလေးပျော်ပျော်ရွှင်ရွှင်နဲ့နေခဲ့ပါအခုဘဝမှာဒုနှစ်ယောက်ဟာမဖြစ်နိုင်တော့ပေမဲ့ နောက်ဘဝကြာရင်တော့မင်းရဲ့အခြေကိုငါအပိုင်ရချင်ပါတယ်။ဆိုပြီးတော့တွေးနေရင်းပုံမြင်လေးလဲပြီးဆုံးသွားပါတော့တယ်။